ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုကြာရောက်လာမယ်1389ခုနှစ်အတွက်တနှစ်တာအလုံးအတွက်ဆောင်ရွက်ဆောင်ရွက်လေးတွေပြောပြပေးကြပါလိမ့်ခင်ဗျာအခုပထမဦးဆုံးအနေနဲ့တနင်္ဂနွေသားသမီးများအားလုံးအတွက်ဖြစ်ပါတယ်နော်1389ခုနှစ်မှာတနင်္ဂနွေသားသမီးများအားလုံးဟာစီးပွားရေးလုပ်ငန်းဆောင်တာတွေမှာအခက်အခဲတွေကြောက်တာမျိုးတွေစီးပွားရေးတွေမှာကိုယ်ရင်းနှီးရင်းနှီးတလောက်အကျိုးမဖြစ်ထွန်းတာတွေ ကိုကျိုးသားရင်ကျိုးသားတော့အရာမထင်တာမျိုးတွေကြုံဆုံတွေ့ရတတ်ပါတယ်နော်အဲ့တော့စီးပွားရေးလုပ်တဲ့နေရာမှာငွေကြေး ဆုံးရှုံးမှုတွေဖြစ်တတ်တာဖြစ်တဲ့အတွက်စီးပွားရေးလုပ်တဲ့နေရာမှာအထုသတိထားပြီးတော့လောရမယ်နှစ်ဖြစ်ပါတယ်နော်အဲ့လူမှုရေးမှာဆိုလို့ရှိရင်လည်းအထက်လူကြီးနဲ့အဆင်မပြေဖြစ်တာမျိုးတွေမိတ်ဆွေတငယ်ချင်းမိသားစုအချင်းချင်းတွေအထင်လွဲမြင်လွဲတွေဖြစ်တတ်တာမျိုးတွေဖြစ်တဲ့အတွက်လူမှုရေးမှာဆိုလို့ရှိရင်လည်းအထုသတိထားပြီးတော့နေရာမှာဖြစ်ပါတယ်နော်ကျမကြီးမှာဆိုလို့ရှိရင်ကျမကြီးတချောင်ချောင်ညံ့နေတာမျိုးတွေကျမကြီးကြောင့်ငွေကုန်ကြေးကြများရတာမျိုးတွေ အစာမစီမဖြစ်တဲ့နှစ်ဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးများအနေနဲ့အသွါလာအနေထိုင်အထူးသတိထားရမယ့်နှစ်ဖြစ်ပါတယ်နော်အိမ်တော်ကြီးမှာဆိုလို့ရှိရင်လည်းအခက်အခဲတွေကြောက်တာမျိုးတွေအိမ်တော်ကြီးအဆင်မပြေဖြစ်တာမျိုးတွေကြုံတရတဲ့နှစ်ဖြစ်တဲ့အတွက်အိမ်တော်ကြီးတွေမှာအထူးသတိထားပြီးတော့နေရာထိုင်ရမယ့်နှစ်ဖြစ်ပါတယ်အခြေရေးမြေတားကြီးမှာဆိုလို့ရှိရင်လည်းတယောက်နဲ့တယောက်အထင်မြင်လွဲမှားမှုတွေကြုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက်ခြေတော်သူတွေနဲ့ကြွေကွင်းရတဲ့ခြေတော်သူတွေနဲ့ကွဲကွာရတဲ့နှစ်ဖြစ်တဲ့အတွက် အချိန်မှာစကားအပြောစုထိမ့်သိမ့်သိမ့်သိမ့်နေရာထိုင်ရမှာဖြစ်ပါတယ်1989ခုနှစ်မှာတနင်္ဂနွေသားသမီးများအားလုံးဟာကံကြမ္မာအနေထားရအနှဲငယ်နေနေတာနေနေတဲ့နှစ်ဖြစ်တဲ့အတွက်အထူးသဖြင့်ဘာသာရေးကိုပို့ပြီးတော့ပြုလုပ်တဲ့နှစ်တစ်ခုဖြစ်ပါတယ်နော်ဒါကြောင့်မလို့တနင်္ဂနွေသားသမီးများအញ្ញံခိုက်ပြီးပြေပြောက်စေဖို့အတွက်ဆိုလို့ရှိရင်တနင်္ဂနွေနေ့မနက်9:45မိနစ်မှာမြတ်စွာဘုရားရှင်ကိုဂန်းကို15ညွှန်လှူပြီးတော့တနှစ်တာလုံးအတွက် ကံပွင့်စမ်းပွင့်လက်လာပါတွေပွင့်လန်းစေဖို့အတွက်ဆုတောင်းပေးရမှာဖြစ်ပါလေဗျတနစ်တာလုံးမှာအညံ့ခိုက်တွေတိတိတသာပြေလျော့သွားပါလိမ့်မယ်ခင်ဗျာကျွန်တော်ကတော့လဲမြအောင်ဖြစ်ပါတယ်1389ခုနှစ်မှာတနင်္ဂနွေနေ့သားသမီးများအားလုံးအစင်သာဝရကိုစိတ်နှပြကျမ်းမှာချမ်းသာပြီးအန်ဒီယကင်းပေးခြင်းကြပါသည်ခင်ဗျာ